ပြင်မနာမျိုးကမင်္ဂလာရက်ွက်ကိုတိန်လီတောင်လုခဲ့ပေမဲ့ရက်ွက်နေသူတွေမရလိုက်ပဲနှိဆက်သူတွေသာအလုံငွေရခဲ့လို့လူပြောများနေတဲ့ခိုင်နေဝေမင်္ဂလာပါရှင်ဆယ်လီတိုင်းနေဦးပေးကနေကြိုဆိုလိုက်ပါရီမာတာထရီစာမြန်မာဘာရှင်ခိုင်နေဝေကပရိုက်တာမိခင်ကြီးဖြစ်တင်စားခင်ရပြီးတော့ငလင်ဘေးအတွဲတီးတန့်လူငွေတွေကတိန်ပေါင်း9000ရရှိသွားခဲ့ပါရီတင်ငွေတွေကိုခိုင်နေဝေဟာငလင်ဘေးတင့် ဒေသတွေထံမှာကိုရိုင်းသွားပြီးတော့လူဒန်းခဲ့ပါရီဒီရက်ပိုင်းမှာပြည်မနာမျိုးကမင်္ဂလာရက်ွက်ကိုတွားရောက်ခဲ့ပြီးတော့သိန်းလီတောင်လူဒန်းခဲ့ပါရီပြည်မနာမျိုးမင်္ဂလာရက်ွက်ကနေပျက်စီးတဲ့185အိမ်တွင်သိန်းလီတောင်လူဒန်းခဲ့ကြောင်းခိုင်နှင်းဝင်ကပို့စတင်ခဲ့ပြီးနောက်မင်္ဂလာရက်ွက်ကအိမ်ပျက်စီးသွားသူတွေဟာငွေတွေမရလိုက်ဘူးလို့ကွန်မန့်တွေမှာပြောကြပါရီ ခိုင်နေဝင်ကအလူငွေတွေကိုပေးအပ်ခဲ့တဲ့အကြောင်းဓာတ်ပုံနည်းတကွာတည်ပေမဲ့လေအဲ့ဓာတ်ပုံထဲမှာပါဝင်သူတွေကအခြားရက်ကွက်မှာနေထိုင်သူတွေဖြစ်နေပါတယ်။အိမ်ပြိုကျသွားတဲ့သူတွေ၊ကွယ်လွန်သွားတဲ့သူတွေရဲ့မိသားစုဝင်တွေကခိုင်နေဝင်လာပေးတဲ့ငွေကိုမရလိုက်ပဲရလိုက်သူတွေကတအိမ်ထဲမှာနှစ်ယောက်ဖြစ်နေတာတွေလည်းရှိပါတယ်။အားလုံးကဝိုင်းပြောကြတဲ့အခါခိုင်နေဝင်ကသူတင်ထားတဲ့ post ကိုပြန်ပြပြီးပြမနာမျိုးတစ်မျိုးလုံးမှာစီရင်ပေးထားတဲ့185အိမ်ကိုသာပေးခဲ့တာဖြစ်တဲ့အကြောင်း ပြင်းမနာကိုလူပေးခြင်းလို့တသက်လာလူပေးတာဖြစ်ကြောင်းတင်ခဲ့ပါရီခန်းနေဝေလူတဲ့နေထောက်ပံ့ခြေတွေကိုမရှားလိုက်သူတွေရှိတာကြောင့်သူ့ပေါ်မှာတန်တရားဝင်လာကြပါရီခန်းနေဝေကတော့ကြံခဲ့တဲ့သူတွေကိုရက်ွက်အုပ်ချုပ်ရေးမှုရှုံးမှာစီးရင်ပေးထားကြဖို့ကြွယ်ပြောထားပါရီခန်းနေဝေလူတဲ့နေသေးလေးတောင်ကပမာဏက များပြားတဲ့ပမာဏဖြစ်တာကြောင့်ဒုက္ခရောက်နေတဲ့သူတွေကိုဆင်ပြေစေမှာဖြစ်ပါတယ်။ဒါပေမဲ့အိမ်ပျို့ကျသွားတဲ့သူတွေကတကယ်မရလိုက်ပဲနီးစပ်သူတွေပဲရောက်သွားခဲ့တယ်လို့ပြောနေကြပါတယ်။အိမ်ပျက်စီးသွားတဲ့မိသားစုတွေကစည်ရင်ပေးထားပြီးဖြစ်လျက်နဲ့ငွေမရလိုက်တာကြောင့်အလူငွေတွေကိုစနစ်တကျစီမံခန့်ခွဲတဲ့နေဆိုပြီးတော့သူ့ကိုဝိုင်းပြောကြပါတော့တယ်။အလူရှင်တွေကချွေးနေစာနဲ့ရှာထားတဲ့ငွေတွေကိုခိုင်နှွေဝေထံကိုလူလိုက်တာဖြစ်ပေမဲ့လည်းခိုင်နှွေဝေကတော့မစီစစ်ဖဲနဲ့လူတန်းလိုက်တာကြောင့်တကယ်ရသင့်တဲ့သူတွေမရကြတော့ပါဘူး။အလူငွေတွေကိုမြ мян ကောင်အောင်အောက်ချွေမှုထံမှာအိုက်ခဲ့တယ်လို့ဖြစ်နေပြီ

အလိုရှင်တွေရဲ့ယုံကြည်မှုကိုလွဲသုံးစားမလုပ်သင့်ဘူးလို့ထောက်ပြကြပါရည်။ခန်းနေဝေဟာတိန်တဲ့တိန်စစ်လိုက်စစ်စီရတာအဆင်မပြေလို့ရက်ွက်ယုံမှာစီရင်ပေးထားသူတွေကိုပဲထူလိုက်တာဖြစ်တယ်လို့ဆိုပါရည်။အလိုငွေတိန်ပေါင်း9000ရထားပေမဲ့လည်းအလိုငွေစီမံခန့်ခွဲတာညံ့လို့ဝေဖန်မှုတွေများလာပြီးအလိုလက်ဖက်နဲ့မျက်နှာမလုပ်ဖို့တောင်းမှပြောနေကြပါရည်။ဝေဖန်မှုတွေများလာတဲ့အချိန်မှာတော့ခန်းနေဝေကတရက်ွက်လုံးတစ်မျိုးလုံးတနိုင်ကန်လုံးအစုံတော့မရနိုင်တာစိတ်မကောင်းပါဘူးရှင်။အလိုရတဲ့သူတိုင်းကလည်းဒုက္ခရောက်နေကြတဲ့သူတွေပါပဲ။ကျမအနေနဲ့လှူလိုက်တဲ့တူးချင်းတိုင်းဟာအခုညီလို့ ွက်သူတွေပဲဖြစ်ပါတယ်။တမျိုးတည်းသာကျင်ရတဲ့သူတွေအတွက်ပီတိကုသိုလ်လေးပွားနိုင်ကြပါစေဆိုပြီးတော့အလုံဝင်မရတဲ့မင်္ဂလာရက်ွက်ကသူတွေကိုမနာလိုဖြစ်ကြဖို့အတွက်ခန်းနီဝေက ပြောထားပါတယ်။ဒါပေမဲ့ဒီပုတ်ကိုပြင်ဖြတ်သွားခဲ့တာကြောင့်ခန်းနီဝေကလူအများရဲ့တန်တရားကိုပို့ပြီးတော့ရှာနေပါရီ။ခြေပင်းမှာလည်းခန်းနီဝေကလိုက်ကောကိုသိန်းကောင်းအောင်လုခဲ့ပေမဲ့လေအိမ်ပြည့်စည်းသွားသူတွေမရလိုက်ပဲရွက်ွက်အုပ်ချုပ်ရေးမှုနဲ့နှိဆက်သူတွေပဲရသွားပါရီ။ငလင်ပင်းမှာလည်းလူငွေတွေကိုပြင်မနာကိုလာလို့ပေမဲ့မစီစပဲနဲ့လှူလိုက်တာကြောင့်ရှားတဲ့သူတွေမရကြတော့ပါဘူး။ ပြမနာကမင်္ဂလာရွက်ကမှာအင်ပြက်စီးသွားတဲ့သူတွေကိုငွေမရပေမဲ့မုရိတာပွားဖို့တရားချသွားခဲ့တဲ့ခန်းနီဝေပေါ်မှာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်